ကမ္ဘာလားမရလဲသူအဖော်လုံးသမိုင်းရင်ထာဝရအကောင်းဆုံးကစားမပဲလို့ဆိုလာတယ်စေချင်းတို့လည်းလို့ဘယ်နာလားမမိလားမရရှင်ရောအိုင်မတ်ခွန်ရှင်ကောအွန်လိုင်းအင်ဂျင်ကနေအလုံးကိုပြန်လေးကျွလိုက်ပါရင်စေချင်းတို့ကတော့ကမ္ဘာလားမရလဲသူဟာဘောလုံးသမိုင်းရင်ထာဝရအကောင်းဆုံးကစားမဖြစ်နေစေဖြစ်ကြောင်းထုတ်ပေါ်ပြောကြားလာခဲ့ပါရင်ရန်တော်ကမ္ဘာလားဟာ6ဝဲ9ဝဲကြင်ရတဲ့ပြိုင်ပွဲဖြစ်ပြီးဒါကအကောင်းဆုံးကစားသမားကဘယ်သူလဲဆိုတာဆုံးဖြတ်နိုင်စွမ်းမရှိဘူးလို့ထင်နေတာဖြစ်ပါရင်ရန်တော်ကမ္ဘာလားပြိုင်ပွဲကိုကစားမပွားတဲ့တိုင်းလျှောက်၅ချိန်ချင်းဝင်ရောက်ရှင်မြန်ခဲ့ဘူးသူပါ 2006 2020 2014 2018 2020 2020စုစုပေါင်း5ချိန်အထိဝင်ရောက်ရှင်မြန်ကစားခဲ့တာဖြစ်ပါရင်2006မှာပေါ်တူဂီကဆင်မီဖိုင်နယ်2020မှာ16သင်းအဆင့်2014မှာအော်စတိုအဆင့်2018မှာ16သင်းအဆင့်2020မှာကွာတာဖိုင်နယ်လို့ရောက်ခဲ့ဘူးလားဖြစ်ပါရင်ဒီကနေ့ကပုံမမမော်လင်းရှိဘူးသူရနဲ့တော့ကဘာဗလာရှုံးတဲ့အဆင့်မှာ6တော့မသွင်းဘူးသေးဘူးဖြစ်ပါရင်ဘယ်လိုလာမဲ့2016ကဘာဗလာကပေါ်တူဂီလေးစင်တဲ့နဲ့လို့ဝင်ရောက်ရှင်မြန်မှုရရှိခဲ့သူဖြစ်ပါရင်ဒါပေမဲ့သူကကဘာဗလာရယူဖို့ဟာသူ့ရဲ့အိမ်မက်ဖို့ကြောင့်ခုလွယ်ပြောခဲ့ပါရင် ဘာလို့ရောက်ကကျွန်တော်ရဲ့အိမ်မက်တော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဟာဘလွန်တမန်ရဲ့အကောင်းဆုံးနေတဲ့ကတရားဟုံးဖို့ဆုံးဖြတ်ဖို့6ပွဲတမန်ဖို့9ပွဲကစားရတယ်ပြန်ဝင်နေဒါကိုဆုံးဖြတ်နိုင်မယ်ထင်လို့လားဒါကမတရားပါဘူးကျွန်တော်ကတော့ကဘာဘလားမရလဲအစင်ပြပါတယ်လို့ပြောသားခဲ့လိုက်တာဖြစ်ပါတယ်ဒါအပြင်ရိုနယ်ဒိုကမန်စီကသူ့ထက်ပိုကောင်းတယ်ဆိုတဲ့အမြင်တွေကိုလည်းကျွန်တော်ကတော့မန်စီကကျွန်တော်ထက်ပိုကောင်းတာဆိုတာကိုလက်မခံပါဘူးမန်စီကကျွန်တော်ထက်ပိုကောင်းတယ်လို့လည်းနှိမ့်ချပြောဆိုမှုတွေမပြုလုပ်နိုင်ပါဘူးလို့ပြောဆိုသွားခဲ့ပါတယ် ဆက်လက်ပြီးတော့ကအသွင်းရဲ့ဇနီးလောင်းဂျော်ဂျီနာနဲ့ဘယ်တော့လက်ထပ်မလဲဆိုတာကိုလည်းခုလည်းပြောပါရင်ဂျော်ဂျီနာကကျွန်တော်ဘွားရဲ့အချစ်အဆောမင်းကလေးပါဒါကြောင့်သူ့ကိုလက်ထပ်ဖို့တောင်းဆိုခဲ့တာပါဘာမှမထူးဆန်းပါဘူးသူကကျွန်တော်ကိုချစ်တယ်ကျွန်တော်မိသားစုကိုဖြူဆိုင်တယ်သူကထူးခြားတဲ့မင်းကလေးဖြစ်ပြီးကျွန်တော်ကိုလည်းနားလည်ပေးပါရင်သူနဲ့လက်ထပ်ဖို့ကကျွန်တော်စောင့်နေရရပါကျွန်တော်ကဘာဘလာပြင်လက်ထက်သွားဖို့စီစဉ်ထားပါတယ်ကဘာဘလာနဲ့အတူပါဗျာလို့ဆိုသွားခဲ့ပါတယ်ဂျော်ဂျီနာနဲ့ရယ်ဒိုဟာဒီနေ့အလယ်လောက်မှာဆေးဆက်ထားကြတဲ့သူတွေဖြစ်ပါတယ်ဆက်လက်ပြီးရယ်ဒိုကဒီနေ့ပရီးမီးယားလိချန်ပီယံဆုကိုဘယ်သူရမယ်ထင်လဲဆိုတဲ့သူ့ရဲ့အမြင်ကိုလည်းခုလိုပဲပြောပါတယ် ဗန်နဲကဒီနေ့ချန်ပီယံဖြစ်နိုင်တော့ပါဘူးအမှတ်တွေရမ်းပြသွားပါပြီဒီနေ့အာဆင်နယ်ရမယ်လို့ထင်ပါတယ်သူတို့ကိုလည်းရလဲရစေချင်ပါတယ်ပရီးမီယာလိမ်မှာယူနိုက်တက်ပြင်အာဆင်နယ်ကကျွန်တော်တော့ကြအောင်အသင်းမှာ ျွန်တော်အာဆင်နယ်ကိုပြန်မယ်လို့လည်းမမြင်ပါဘူးကျွန်တော်တို့အသင်းစီရောက်ဖို့နှိစက်ခဲ့တယ်လေတို့တို့အသင်းမှာကျွန်တော်ချစ်ခင်တယ်လို့မဆိုလိုဘူးနော်ဒါပေမဲ့ကျွန်တော်တို့ကိုသဘောကျတယ်တို့ရဲ့ကစားဟန်ကိုလည်းသဘောကျလို့တို့ရဲ့ပွဲတွေကိုတစ်ခါတရံကြီးပြပါရင်တို့နိုင်ပွဲရရင်လည်းအောင်ပွဲခံပြီးပါရင်ကျွန်တော်အာဆင်နယ်ကိုပြောင်းဖြစ်ရင်လည်းကျွန်တော်ကစားမပွားကအခုနဲ့ထားနိုင်မယ်လို့မထင်ပါဘူး။ဒါလည်းဆိုတော့အဲ့ချင်းတော့အာဆင်နယ်ဟာထိတ်တန့်အသင်းကြီးဖြစ်ပြီးဆိုလာရီစကူးနေတဲ့အသင်းဖြစ်ပါရင်ကျွန်တော်ကပြောင်းပြီးရင်အာဆင်နယ်တို့အောင်မြင်နိုင်မယ်လို့ဆိုသွားခဲ့တာဖြစ်ပါရင်ဘယ်တော့အနောက်နောက်ဆက်နေဒီလိုအချိန်မှာပီယာမော်ဂန်ရဲ့အင်တာဗျူးလုပ်ခဲ့သူဖြစ်ပြီးတုံးနေအချိန်မှာတော့နောက်ထပ်တဖန်အင်တာဗျူးပြုလုပ်ခဲ့တာဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးချပါအောင်လို့ပြောရင်းနေဒီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ